အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယို file ရတော့စီရန်လောက်သွားတဲ့ဆရာဝန်တွေပုံကိုပြစ်တင်ဝေဖန်လာတဲ့မင်းအိုဆိုးနဲ့အမျိုးသားတူရဲ့ရုပ်သံဗီဒီယို file ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာမျိုးသားကစီရန်လောက်သွားတဲ့ဆရာဝန်တွေပုံကိုဘယ်လိုပြစ်တင်ဝေဖန်နေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တဲ့စကားဝိုင်းလေးတစ်ခုဆက်ကြရအောင်ဟုတ်ကဲ့ဟိုနေ့ကခမားနဲ့ကျွန်တော်ကဆရာဝန်တွေ CDM လုပ်ထားတဲ့ဆရာဝန်တွေကပြန်ပြီးတော့လုပ်ငန်းကိုဝင်ဖို့အတဏ္ဍခံစားတင်နေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးပြကြရတယ်ပေါ့မှန်တယ်ဗျကျွန်တော်တို့ပြန်ကြားလာတော့တို့လုပ်ငန်းကိုဝင်ဖို့မဟုတ်ဘူးပေါ့ဗျာအစမလေးတွေပြန်လိုချင်လို့ဆိုတဲ့ဟာထားလိုက်ပါဒါတက္ကနောက်ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်ကိုဘာပြောကြလဲဆိုတော့ CDM လုတ်သွားကြတာကဆရာဝန်တွေကြီးလည်းမဟုတ်ပါဘူးဌာနဘောင်းဆောင်ကဝန်ထမ်း တွေလည်းပါပါတယ်အဲ့ဒီဝန်ထမ်းတွေအကြောင်းကိုမပြောပဲဘာကြောင့်ဆရာဝန်တွေအကြောင်းကိုပဲကျွန်တော်တို့ကတီးတန့်ရွေးပြောသွားတာလေဆိုပြီးတော့မေးကြတယ်ဟုတ်ကဲ့အဲ့တော့ CDN လုတ်သွားတဲ့ဝန်ထမ်းတွေတော့အများကြီးရှိတယ်ဒါပေမဲ့တခြားသောဌာနကဝန်ထမ်းတွေ CDN လုတ်သွားတာနဲ့ဆရာဝန်တွေ CDN လုတ်သွားတာနဲ့နှစ်ခုမှာတိုင်းပြည်ပေါ်လူတွေပေါ်ပြည်သူပေါ်ဘယ်ဟာကပို့ပြီးတော့နစ်နာမယ်လို့ထင်လဲဆိုတာဒီတုံးတက်ပြလို့လူအသက်နဲ့ပတ်သက်လို့ရှင်တော့ဆရာဝန်တွေကအင်မတန်အန္တရာယ်များတယ်ဟုတ်ကဲ့နောက်ပြတော့လက်တော်ဖြစ်နေတဲ့ဒီအစုလိုက်ပုံလိုက်တစ်ထောင်ကျော်လောက်ပြန်ပြီးတော့ 中间我们买出来，昨天你也来，今天我们都要啊，够你的，有啥啦？好给呀。我打的，我等你别的干。好给呀。啥汤拿来呀的？一把吧嘞。好给呀。多多，哎一把嘞，提干嘛？下回人家给多，你都留着不一把能干了，人家又问你干了。好给呀。呃，今天是干完了，人家又问你干了，那今天还没多好吃。好给。还不如来多几多。嗯，下回你你，今天我也不管也送在出来，再问西一点不如嘛打问西得了。江西也来，今天我们单位拿给 အင်မတန်အရေးကြီးတဲ့နေရာနေကိုတာဝန်ယူထားတာဟုတ်ကဲ့ဗျာခုကျွန်တော်တိုင်းပြည်မှာအများဆုံးဖြစ်နေတဲ့ဒီစက်သားမပီးသားတဲ့စက်သားတွေဟုတ်ကဲ့အင်ဂျင်နီယာမပီးသားတဲ့အင်ဂျင်နီယာတွေဟုတ်ကဲ့ဆရာဝန်မပီးသားတဲ့ဆရာဝန်တွေဘာလို့မွေးဖွားလာလဲလို့ဒီကျောင်းဆရာကမွေးဖွားလာတယ်ဟုတ်ကဲ့ဗျာလူရဲ့ဇာတိတာတွေပြက်ပြားလာတာလို့ဒီဆရာဒီမှာအများဆုံးတာမရှိဟုတ်ကဲ့ဗျာဟမ်ဒီလိုပြောလို့ကျွန်တော်လွတ်မဲ့ပြောတာမဟုတ်ပါဘူးကျွန်တော်လည်းကျောင်းဆရာလူတွေဟုတ်ကဲ့ပါဗျာခုကကျွန်တော်ကျောင်းဆရာလုပ်ခဲ့တာဟုတ်ကဲ့ပါဗျာအဲ့တော့ဒီပညာရေးလောကမှာစီရီယန်တွေကိုလက်ခံထားတာကလေဆရာဝန်များကဲ့သို့အလားတူအန်ဒီအရင်များတယ်လို့ကျွန်တော်ရှုမြင်ပါတယ်ဟုတ်ကဲ့ဗျာအခြားဌာနတွေကတော့ သူကလည်းသူအန်ဒီရရှိနေသေးပါပဲဟုတ်ကဲ့ပါတို့တော့သူကတတိယချက်မယ်လို့ရှိရင်ထိအောင်အန်ဒီရပေးနိုင်တယ်ဘယ်တော့မများဘူးလို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါပဲကျွန်တော်ရဲ့ယူဆပါတော့ဝန်တန်းဆိုတာကနိုင်ငံဝန်တန်းတိုင်းပြည်ဝန်တန်းပဲဖြစ်ရမယ်ပါတီဝန်တန်းတော့မဖြစ်ရဘူးမဖြစ်ရဘူးဘယ်အစိုးရပဲတက်တယ်ဝန်တန်းဟာအစိုးရကိုအလုပ်ကျွေးပြုရတာမဟုတ်ပါဘူးပြည်သူကိုပဲအလုပ်ကျွေးပြုရတာပါပြည်သူကိုပဲ service ပေးရတာပါအဲ့ဒီတော့ဗျာနာဆာကအာနာထိန်းလိုက်တဲ့အချိန်မှာလဲမကျင်တဲ့တော်ညာမကြိုက်တော်ညာ သူတို့တွေ service ပေးရမှာနတ်ဆာကောက်ဘုံပေါ့ပြည်သူတွေပဲပေးရမှာမှန်ပါတယ်အဲ့တော့ဝန်ထမ်းတွေကဝန်ထမ်းအလုပ်ဝန်ထမ်းမလုပ်ခဲ့ကြတဲ့ဝန်ထမ်းစိုးတွေဝန်ထမ်းရုပ်တွေရှိသလိုအဲ့ဒီဝန်ထမ်းတွေစိတ်ထဲမှာစိတ်ရင်းစိတ်မိုက်တွေဝင်လာအောင်လဲပြည်သူတွေကလုပ်ခဲ့ကြတယ်ဗျဟုတ်ကဲ့သူတို့ပြည့်ကျွန်တော်တို့အမှုပညာလောကက လူတွေတော်တော်လေးခက်ဆောင်မဲ့ခဲ့ကြတယ်ဟုတ်ကဲ့မနေ့ညကကျွန်တော်ဖိုင်လေးတစ်ပိုင်းဗီဒီယိုဖိုင်လေးတစ်ပိုင်းကြည့်ပြပါတယ်ဟိုစီတန်လှုပ်ဖို့အတွက်အာအာလှုပ်ဆော်တဲ့ဗီဒီယိုဖိုင်လေးကြည့်ပြပါတယ်အာထောက်ပံ့ပေးမဲ့လူတွေလည်းအစင်းစင်းရှိနေပါပြီအာသူ့ဖွဲ့လေးဖွဲ့စည်းထားပါပြီစီတန်လှုပ်ကြပါဆိုတဲ့ဟာလေးတစ်ခုကြည့်မိပါအဲ့ဒီအခါကျတော့စီတန်လှုပ်လိုက်တဲ့အတွက်တကယ်အခုချိန်မှာနစ်နာသွားတာကအဲ့ဒီစီတန်လှုပ်လိုက်တဲ့ဝန်ထမ်းတွေပါပဲဝန်ထမ်းတွေရဲ့သူတို့ရဲ့မိသားစုတွေပါအဲ့တော့ကျွန်တော်တို့ဝန်ထမ်းကပြောသွားတဲ့အထက်မှာဆရာဝန်တွေကိုပဲဥစားပြီးပြောသွားတယ်ဆိုတာကလက်ရှိအခြေအနေမှာ နဲ့တလောဖြစ်လာတာကဒီဆရာဝန်တွေကတို့တွေရဲ့စာမပြန်လို့ခြင်းနေဆိုတော့အတန်လေးထွက်လာတဲ့အတွက်ကျွန်တော်တို့ကတည်းကဆရာဝန်တွေနဲ့ပတ်သက်ပြီးတော့စကားပြောပြတာတကယ်ကတော့စီတင်ရင်လောက်သွားတဲ့ဝန်ထမ်းမှန်တဲ့၍ဘယ်ဝန်ထမ်းပေါ်မှာမှကျွန်တော်တူးတဲ့အမြင်ကတော့သဘောမကျဘူးခမရနေမျိုးဘယ်လိုသဘောရမကြဘူးမကြဘူးတခုတော့တခုတော့ရှိရပါဟိုအချက်ကန်ခံရတာတို့အချင်းချောက်ခံရတာတို့အများကြီးလည်းရှိပါအဲ့ဒါလေးထက်ွက်ရမှာပါပဲကျွန်တော်တို့ကဟိုကျွန်တော်တို့လည်းပို့ပြီးတော့နိုင်ငံတော်ဆူရတယ်ထက်သွင်းစဉ်းစားပြီးတော့ဒါတွေပြန်လက်ခံတယ်လို့ပြောတာယုံကြည်ပါတယ်ဟုတ်တခုတော့တခုရှိတာကတော့ ဟိုအစိုးရတည်းရဲ့အနေနဲ့ဒီသဘောထားကြီးချောင်းပြဖို့လိုအပ်တယ်လို့တိုင်းပြည်အတွက် NLA ဖြစ်စီလောက်တဲ့ထိအောင်အမျိုးအမြင်နှဲပါးစွာနဲ့ဆောင်ရွက်ဖို့လည်းမသင့်ဘူးလို့ကျွန်တော်ယူတာဟုတ်ကဲ့ဗျာဒီပုံမှာလည်းပိုင်းဖြတ်ရမှာပေါ့သူရဲ့ပါဝင်ပတ်သက်မှုမိုင်းကဏ္ဍဒီပါမှုကဏ္ဍတွေဖြည့်ပြီးတော့လက်တင်ခံတာလက်တင်ပေါ့လက်တင်ခံလိုက်ပေါ့ဟုတ်ကဲ့ဗျာလက်တင်မခံသင့်တဲ့ပုံကိုတို့ကျွန်တော်ဒီခါလေးပြည့်ပြတ်တာဒါဖေရှားပြဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်တို့ယူကြည့်ပါတယ်ဟုတ်ကဲ့ဗျာခမရတော့ပြောတယ်ဒညာရေးဝန်ကြီးဌာနနဲ့တက်ရလိမ့်မယ်လို့ခမရအစာလေးပြောလိုက်တယ်ဟုတ်ကဲ့ခမရလည်းအများနဲ့အစာဆွဲဆွဲထုတ်တယ်ကျွန်တော်ကလည်းအဲ့လိုအစာဆွဲထုတ်လိုက်ရင်မေးကျင်တယ်ပြောကျင်တယ် ခမရပြောတယ်အခုချိန်မှာဟာလာပညာရေးဝန်ကြီးဌာနမှာရှိတဲ့ဆရာဆရာမတွေကင်တွေ့ပုံကအာအဆင်မပြေဘူးဒီဆရာမတွေကြောင့်အင်ဂျင်နီယာမပြီးသားတဲ့အင်ဂျင်နီယာတွေဆရာဝန်မပြီးသားတဲ့ဆရာဝန်တွေထွက်လာတယ်လို့ခမရပြောတယ်ခမရကိုယ်တိုင်လည်းကျောင်းဆရာလူသက်ဖြစ်ခဲ့ပါတယ်လို့ပြောတယ်ဟုတ်သို့သောခစ်တင်မတူတော့ဘူးအခြေအနေတွေမတူတော့ဘူးခမရတို့ကျွန်တော်တို့ငငယ်တုန်းကကြတော့ကျွန်တော်တို့မိဘတွေကကျောင်းကိုလိုက်အပ်ရင်စုံမပါရိုက်ပါမကြွရင်မပဲ့ရင်တော်ပါပြီလို့အပ်တာဗျအဲ့ဒီမှာဆရာဆရာမတွေမှာကအပြည့်ဟိုကစုံမပိုင်ခွင့်ရှိတယ်မှန်တယ်အခုခေတ်ကြတော့အခုခမရလည်းခဏခဏကြားနေရမှာကျောင်းသားကိုရိုက်လိုက်ပြီလို့ကျောင်းသူကိုရိုက်လိုက်ပြီလို့ကျောင်းသားကိုစုံမလိုက်ပြီလို့ ဟလာအပြစ်ပေးခံရတဲ့ဆရာဆရာမတွေအများကြီးရှိတယ်အဲ့ဒီတော့သူတို့မှာပိုင်ပိုင်နိုင်နိုင်စိုးမပိုင်ဆိုမရှိတဲ့အခြေအနေမျိုးမှာဘယ်လိုပြဲ့ပြင်ရမလဲပြဲ့ပြင်မှုကောင်းကောင်းမပေးနိုင်ရင်ဒီကလေးတွေရဲ့ဇယိုက်တဘာဝအနေထားအလဲမကောင်းနိုင်ဘူးအဲ့တော့ခင်ဗျားပါပြောကြည့်တကယ်ပြောပါအဲ့ဒါကြောင့်မလို့ကျွန်တော်ကပညာရေးဝန်ကြီးဌာနနဲ့ရန်ဖြစ်ရလိမ့်မယ်ဆိုတကားကိုနေရန်ချီတာဟုတ်ပြီပြောပါဦးခင်ဗျာဒီကအမိန့်ညွန်ကြားချက်တွေကတရားဝင်ပြထမ်းလိုက်တာက NLD လက်ထက်မှာပြထမ်းလိုက်ဟုတ်ကဲ့ကလေးတွေကိုနှုတ်အားဖြင့်ဖြည့်သွင်းအကျိုးနဲ့ဖြစ်အောင်မဆုံးပါဟုတ်ကဲ့ဗျာကိုတိလဲရောက် ကျွန်တော်တို့တို့ကတော့ဗျာချိန်တုတ်တွေပါနေနဲ့တုံးပြီးတော့မရရဟုတ်ကဲ့ဗျာโอเคအဲ့တော့ကြတော့ဒီចောင်းသားဟုခဏမင်းသားကြီးပြောသလိုမျိုးပဲဘယ်လိုနီးနေဆုံးမှာဟုတ်ကဲ့ဗျာအတိတရားနဲ့အုပ်ချုပ်တယ်လိုလေလေးပြောနေတာအတိတရားတေကန်ကြီးတော့မဖြစ်ဟုတ်ကဲ့ဗျာအဓိကဒီနုနယ်တဲ့ကလေးကိုအတိတရားဆိုတာတဲ့အကျောက်တရားအနာသက်ထားမှာအဆင်ပြေမှာဟုတ်ကဲ့ဗျာအကျောက်တရားမှာပါတဲ့အတိတရားကလေးတွေမှာမရှင်းနိုင်ဟုတ်ကဲ့ဗျာဒါစီခွင့်ရင်အိမ်မှာဗျဟုတ်ကဲ့ဗျာအဲ့တော့ပညာရေးဝင်ကြီးဌာနရဲ့မူဝါဒအလွဲအမှားရဲ့အကျိုးဆက်တွေ ခမရီဆိုပြောတယ်ပင်ကြီးမူဝင်းကြီးတန်တိုင်းမူဝါဒကဦးသိန်းနေလက်ထက်မှာထုတ်ခဲ့တာမဟုတ်ဘူးလားမဟုတ်ဘူး penalty လက်ထက်ကမှာပြောင်းခဲ့တာကျွန်တော်ကဘာလို့မှတ်မိလဲဆိုကြတော့ဟိုကျွန်တော်ကိုဒီ social media လောကမှာအများသိသွားတာအဲ့ဒီကပို့ပါစတည်ဟုတ်ကဲ့မှတ်မှတ်ရရဟောအဲ့ဒီကပညာရေးကိုစုဆုံးမမှုကြီးမလုပ်ရဘူးဆိုတော့အမိတ်စာကြီးကိုကျွန်တော်ပြင်းပြနေတဲ့ဝေဖန်တဲ့အတွက်ဟောညာသွားဖြစ်တော့ဒီပညာရေးဝန်ထမ်းတွေကဟောဒါကိုနှစ်သက်ပြီးတော့ပြန်လေဖြန့်ဝေကြရရနေပြီးတော့ဟိုကျွန်တော်လည်းနည်းနည်းလူတီများလာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာဒါကြောင့်မလို့မှတ်မိရတာဩ ဒါဆိုရင်ဒီပင်ချိုင်းဝင်ကြီးဌာနမှာကလေးတွေဒီလိုဒီပုံကင်တွယ်ရမယ်လို့မိတ်ထုတ်ခဲ့တာကလေးတွေပုံမှာရှိနေတဲ့ဆရာတပည့်ဆက်ဆံရေးကိုစပြီးဖြည့်ဆည်းခဲ့တာ NLD လက်ထက်မှာတည်းရပါ့မယ်။နဲ့နေပြမယ်။ဒါတော့အတိအကျကျွန်တော်ပြောနေတာ။ဟုတ်။အဲ့ဒီစနစ်အတိုင်းဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်မှာခမရဆော့ဆော့ကပြောတဲ့တတိပမှန်နဲ့လူငယ်တွေပဲကြီးထွားလာအောင်ပါသေးကြတာပေါ့။ဘာကြောင့်ဆိုရင်ကျွန်တော်ငငယ်ရလဲကျွန်တော်ចောင်းသားစုထဲမှာပါတာပဲကျွန်တော်တို့ဆိုလည်းအရိုက်ခံရတာပဲကျွန်တော်ဆိုလို့ရှိရင်တပြည့်စီကျိုးအောင်ရိုက်ခံ။မင်းနေမင်းနေကျွန်တော်ဟိုလာနေចောင်းသားပေါ်မှာဆိုရင်ចောင်းဆရာမတွေကလုံးဝအမေ့တငယ်ချင်းတွေ ါပေမဲ့အမေကပြောတယ်ငါသားမကျိုးရင်ရပြီနင်တို့ကြိုက်လို့ရရိုက်တာပဲကျွန်တော်တို့တိုင်ဖက်ပြီးရိုက်ခံဒီလိုပဲလဲတဲ့ရိုက်ခံရတာပဲအထက်တန်းကျောင်းသားကိုးတန်းရောက်တဲ့ဒီလေဆိုင်ကြီးသိမ့်မြောင်ကကျွန်တော်တို့ရိုက်တပြက်စီးနဲ့ဝေးရတယ်တပြက်စီးကိုကျိုးတဲ့ဒီရိုက်တယ်တို့ဆိုကျွန်တော်တို့စိတ်တိုင်မရခဲ့ပါဘူးဆရာပေါ်မှာကျွန်တော်တို့တွေမမုန်းခဲ့ပါဘူးကျွန်တော်တို့စိတ်ထဲမှာနာကျင်မှုမဖြစ်ခဲ့ပါဘူးကျွန်တော်တို့တွေကောင်းကောင်းအရိုက်ခံခဲ့ရတယ်ကောင်းကောင်းအပြစ်ပေးခံခဲ့ရတယ်တို့ဆိုကျွန်တော်တို့စာတွေတော်ခဲ့ကြပါတယ်ပညာရေးမှာဆရာဆရာမတွေကိုလည်းကိုယ်ရိုက်တဲ့ဆရာဆရာမတွေကိုလည်းကျွန်တော်တို့ကြောက်ပါတယ်ချစ်ပါတယ်ဒီနေ့ဒီအချိန်ဒီပဲရောက်တဲ့အထိ လမ်းမှာဟိုကလေးကိုပြန်လို့လမ်းမှာဆရာလေးနဲ့တွေ့ရင်ကျွန်တော်လက်ပိုက်ထားတော့မှာပဲဆရာမကြီးကြော်သွားမှာဆရာကြီးကြော်သွားမှာလမ်းလျှောက်တော့မှာအဲ့တော့ခမရအနေနဲ့ပညာရေးဝန်ကြီးဌာနကိုဗာပြောချင်တာရှိတယ်ဒီဆူဆုံးမအကြံပေးချင်တာဗောလေအကြံပေးချင်တာတော့မတော်တဲ့ဆူဆုံးမမှုမျိုးဆိုရင်တော့တမျိုးပိတ်ပင်ပါကန့်တက်ပါဟုတ်ကဲ့ဗျာဟိုသူများတာသိမိတွေကိုနေမန်းကဆာရိုက်တာနှက်တာမျိုးတော့ကျွန်တော်လည်းမချိုက်ပါဟုတ်ကဲ့ဗျာတို့တော့လိုရတဲ့ဆူဆုံးမမှုမျိုးကိုတော့ခွင့်ပြုတင်ပါဟုတ်ကဲ့ဗျာအဲ့မှာမိဘတွေအနေနဲ့လည်းဟိုဆက်သက်တိမကံပြင့်ပြမလို့ပါဘူးဟုတ်ကဲ့ဗျာ နော်ဗမာစကားလုံးရှိတယ်ဟုတ်ကဲ့အရေးကြီးပါကဆရာဆရာမတွေအတွက်ပို့ပြီးတော့ရေးပါဟုတ်ကဲ့ကျွန်တော်တို့ဦးတော်မရေးမရေးစပောင်းနေဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ခင်ဗျားတို့ငငယ်တော့ရိုက်ခံခဲ့ရတယ်ကျွန်တော်လည်းဆောက်ခံတာခင်ဗျားလည်းကူတူတယ်ကျွန်တော်လည်းဟိုပါအိမ်ကိုသွားမယ်ပြောအိမ်ကတည်ရင်ထက်ဆင့်ကုန်ပြူလေးရနော်ဆိုပြီးတော့တက်တည်ရမရဘူးအဲ့တော့ကျွန်တော်တို့ဒီလိုအသိပညာတွေပြည့်စုံလာတဲ့အချိန်ဟုတ်အသိဉာဏ်ကြီးရင့်ကျက်လာတဲ့အချိန်ကြတော့